ပါရှင်။ရန်ကုန်တိုင်းဆက်လေးစင်တဲ့ရင်အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မတို့ရောမြန်မာဘုတ်တပောင်းတင်ဆက်ပေးခြင်းတဲ့တင်ရအကြောင်းအရာတွေကတော့ရန်ကုန်အိမ်ချမ်းမြေဈေးကွာတွင်ဂျောင်းမားဈေးများမြင့်တက်နေတော်လဲဈေးကွာလည်းပန့်နေဆိုတဲ့တွင် တဲ့ကျော်တန်ဖိုးရှိသည့်နိုင်ငံခြားရှင်နှင်းမြုံနှံမှုလုပ်ငန်း၄ခုကိုမပြုပေးဆိုရတဲ့တခြားအထွတ်နှုန်းကောင်းမှုရန်ကြံမျိုးကောင်းနှင့်ဤပညာများပေးနေဆိုရတဲ့နိုင်ငံတကာသတင်းပုံတွေနဲ့ 32ကြိမ်မြောက် ABEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေး၌ရှီချင်းပြင်မိခွန်းပြောဆိုတဲ့သတင်းအဆောက်ရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုံအနေနဲ့ ရန်ကုန်အင်းချမ်းပြည်ဈေးကွာအတွင်းရောင်းမားဈေးများမြင့်တက်နေတော့လဲဈေးကွာလက်ပတ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်အင်ချမ်းမြေဈေးကွာအတွင်းရှိအင်ချမ်းမြေကွန်ထိုတိုင်ခန်းတွေရဲ့ရောင်းဝယ်ငှားဈေးနှုန်းတွေမြင့်တက်နေပေမဲ့ဈေးကွာပုံမှန်လက်ပတ်လျက်ရှိတယ်လို့အင်ချမ်းမြေအကျိုးတော်ဆောင်တွေထံကသိရပါတယ်။ရန်ကုန်အင်ချမ်းမြေဈေးကွာဟာယခုနှစ်မတ်လကုန်ပိုင်းကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးရဲ့ပြီးမှာဈေးကွာကျဆင်းခဲ့ရာကနေလက်ရှိမှာတော့ဈေးကွာပုံမှန်လက်ပတ်နေပြီးရွှေဈေးကွာဒေါ်လာဈေးကွာတွေရဲ့တက်ရောက်မှုကြောင့်အင်ချမ်းမြေကွန်ထိုနှင့်တိုင်ခန်းအရောင်းဝယ်ဈေးနှုန်း ုံးများလဲမြင့်တက်လာခဲ့တယ်လို့ဆိုပါအထိတ် ။ထာအပြင်ရန်ကုန်မြို့ကိုပြောင်းရွှေ့နေထိုင်သူတွေများပြားလာတဲ့အတွက်လုံချင်းအိမ်တိုင်ခမ်းအဆောင်တွေရဲ့ငားရန်ခနှုံထားတွေမှလည်းမြင့်တက်လာခဲ့ပါသေး။လက်ရှိမှာတော့လိုင်သာရရွှေပြည်သားမင်္ဂလာထုံမော်ပြီးနဲ့တန်လင်းစားထိပ်မြို့နယ်တွေမှာလုံချင်းအိမ်နဲ့အဆောင်ငားရန်မှုတွေမြင်မာနေပြီးမြောက်တကုံတောင်တကုံစတဲ့မြို့နယ်တွေမှာတော့လုံချင်းနဲ့ချမ်းမြေဈေးကွက်တွေအယောင်ဝယ်ဖြစ်နေတယ်လို့သိရပါသေးရှင်။ဒုတိယသတင်းပုံအနေနဲ့ ဒေါ်လာ၅တန်းကျော်တန်ဖိုးရှိသည့်နိုင်ငံခြားယင်းနှိမ့်မြုံနှံမှုလုပ်ငန်း၄ခုကိုခွင့်ပြုပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းဒေသကြီး၌မတီတန်ဘိုအမေရိကန်ဒေါ်လာ၅တန်းကျော်တန်ဘိုရှိတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၄ခုကိုခွင့်ပြုပေးခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီကနေသိရပါတယ်။အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့မတီငွေရှင်ပမာဏမှာ အမေရိကန်ဒေါ်လာ၅သရမ၁၉၆တန်းဖြစ်ပြီးစက်မှုခန္ဓာတွင် CMB စနစ်ဖြင့် Wearing Apparel အမျိုးမျိုးနှင့်ဝတ်ထည်မျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ကိုဆောင်ရွက်ချမယ်လို့ဆိုပါတယ်။ ပြည်တွင်းအလောက်အကားရခွင့်အလန်3695ဦးအတွက်ဖန်တီးပေးနိုင်မှာဖြစ်ပြီးရာခိုင်နှုန်းပြေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအန်ဒီနဲ့ရင်းလုပ်ငန်းတွေကို၎င်းကော်မတီရဲ့၁၀မြင်းဆောင်၂၀25ကျင်းမြောက်အစည်းအဝေးမှာအတိပြုပေးခဲ့ခြင်းဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြင့်မဲ့လုပ်ငန်းတစ်ခုအပါအဝင်အထွေထွေကိစ္စရံများအတင်းပြလာတဲ့ကုမ္ပဏီ၁၀ခုတို့ရဲ့အတင်းပြချက်များကိုလည်းဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆလပီ တခြားထွက်နှုံကောင်းမွန်ရန်အကြံမျိုးကောင်းနှင့်ဤပညာများပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တကြားထွက်နှုံကောင်းမွန်စေဖို့တောင်သူတွေကိုအရေအသွေးကောင်းထည်ကြံမျိုးတွေရဲ့ပြင်စိုက်ပျိုးရှိသိမ်းချိန်လွန်ဒီပညာပေးတာတွေဆောင်ရွက်နေတဲ့လို့စိုက်ပျိုးရေးဦးစီးဌာနကတည်ရပါတယ်။ဒါအပြင်ကြံပင်တွေအချို့ထပ်ပြေးွားချိန်မန်ကန်စွာခုတ်သိမ်းနိုင်ဖို့နဲ့ရှိသိမ်းချိန်လွန်ကာလလေးလွင်ဆုံးရှုံးနိုင်တဲ့အချက်တွေကိုတောင်သူများခရုပြုလိုက်နာဆောင်ရွက်နိုင်ရှိအသိပညာပေးလုပ်ငန်းတွေလည်းတွန်းအားပေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ အတိလိုဆောင်ရွက်ရှာမှာကျန်ပင်းရဲ့အရင်အလဲအပြားထိုးရဲ့အချိုးထက်ပောင်းဝင်မှုရှာခိုင်းနှုန်းကိုဟန်ရီဖရိုမီတာနဲ့တိုင်းထားပြီးအချိုးထက်အများဆုံးချိန်ခုတ်သိမ်းဖို့ကောင်းမွန်တဲ့တခြားထွက်နှုန်းရရှိစေဖို့ကျန်ခုတ်သိမ်းပြီးတပြိုင်နက်တဲယူချိတ်ဝါထားစားထည်မှန်ကန်တဲ့ခုတ်သိမ်းမှုပုံစံနဲ့တဲယူချိတ်ဝါရှေးလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်သွားနိုင်ဖို့ကိုလည်းလုပ်ငန်းရှင်တွေနဲ့တောင်းသူတွေအကြားညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ရှင်။ နိုင်ငံတကာသတင်းပုံအနေနဲ့32ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေး၌ရှီကျင်းပြင်မိခွန်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကောင်ကိုရီးယားနိုင်ငံချောင်းကျူးမှတောင်ချာနေကပြုလုပ်တဲ့32ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးပထမအပိုင်းကိုတရုတ်သမ္မတရှီကျင်းပြင်တက်ရောက်ခဲ့ပါတဲ့။အစည်းအဝေးနေရာသို့ရှီကျင်းပြင်ရောက်လာတဲ့အခါတောင်ကိုရီးယားသမ္မတဒီဂျေမြောင်ကကြိုဆိုခဲ့ပါတဲ့။ ဒီနောက်ရှိချစ်ပြင်ခအလုံးအကျိုးရှိပောင်းဝင်းထဲစီးပွားရေးဆိုင်ရာကမ္ဘာရွာကြီးအဖြစ်မြင့်တင်ဖို့နဲ့အာရှပစိဖိတ်ရဝန်တည်ဆောက်ဖို့အချက်၅ချက်ပါအဆိုပြုချက်ကိုပြောကြားခဲ့ပါတဲ့ ဘတ်ဆောင်ကုံသွဲရေးစနစ်ကောက်ွယ်ဆောင်ရှောက်ရှန်ဒေတာတွင်ပွင့်လင်းသောစီးပွားရေးဝင်းကျင်တည်ဆောက်ရှန်စက်မှုနယ်ထောက်ပံ့ရေးကွင်းဆက်များအစဉ်ပြေချုံးမွေတည်မြဲနေစေရှန်ဒီဂျစ်တယ်နယ်ကုံသွဲရေးစိတ်လန်းပြောင်းလဲမှုရှေ့ဆက်ရှန်အလုံးအကျိုးရှိပေါင်းဝင်သောဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ရန်တို့အတွက်ပူးပေါင်းအားထုတ်ချဖို့တောင်းဆိုသွားပါသည် ABEC စီးပွားရေးခေါင်းဆောင်များအစီအဝေးကိုစနေနေ့မှပြုလုပ်သွားဖို့စီစဉ်ထားပါသည်လို့သိရပါသည်ရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျွန်မကတော့များမို့ထပ်ပါ